မင်္ဂလာပါရှင်ဒီနေ့ကတော့ countable noun နဲ့ uncountable noun အကြောင်းလေးကိုမျှဝေပေးချင်ပါတယ် countable noun ရေတွက်နိုင်သောနံ uncountable noun ရေတွက်မနိုင်သောနံ countable noun ဆိုတာကကြတော့တစ်ခုချင်းတစ်ကောင်ချင်းတစ်ယောက်ချင်းအ ਨੇ အများရေတွက်လို့ရတဲ့နံတွေကိုဆိုလိုတာဖြစ်ပါတယ် uncountable noun ဆိုတာကတစ်ခုချင်းတစ်ကောင်ချင်းတစ်ယောက်ချင်းတူးချင်းကို ခွဲခြားပြီးတော့ရေတွက်လို့မရတဲ့နန်းတွေကိုစုလိုပါတယ်။ဒါဆိုရင်ဒီနေ့ကတော့ခောက်ထစ်ဘက်နောက်အကြောင်းလေးကိုအသေးစိတ်မျှဝေပေးသွားမှာဖြစ်ပါတယ်။ခောက်ထစ်ဘက်နောက်ဆိုတာကတစ်ခုနဲ့တစ်ခုခြားနားစွာရေတွက်နိုင်တာဖြစ်ပါတယ်။ဥပမာအားဖြင့်ဆိုရင် an apple ပန်းတီတလုံး three apples ပန်းတီသုံးလုံး two cars ကားနှစ်စီး a pen ဘောပင်တစ်ချောင်း ဒီလိုမျိုးတစ်ခုတစ်လုံးတွေတစ်ခုတွေတစည်းတွေကိုအနည်းအများလိုက်ခွဲခြားနိုင်တာကို countable noun ဖြစ်ပါတယ်။သူ့ထဲမှာ singular အနည်းနဲ့ plural အများစုပြီးတော့လည်းရှိပါတယ်။ဥပမာ a book a book ဆိုရင်စာအုပ်တစ်အုပ်ဖြစ်တဲ့အတွက် singular အနည်းကင်းဖြစ်ပါတယ်။ books စာအုပ်အများဖြစ်တဲ့အတွက် plural အများကင်းဖြစ်ပါတယ်။ a car a car ဆိုတာကားတစ်စီးဖြစ်တဲ့အတွက် singular အနေကင်းဖြစ်ပါတယ် cost ကားအများဖြစ်တဲ့အတွက် product အများကင်းဖြစ်ပါတယ် a table table စပွဲစပွဲတစ်လုံးဖြစ်တဲ့အတွက် singular အနေကင်းဖြစ်ပါတယ် tables စပွဲအမြောက်အများဖြစ်တဲ့အတွက် product အများကင်းဖြစ်ပါတယ်ဆိုလိုချင်တာက countable noun ထဲမှာ singular အနေကင်းဆိုတာတွေရော product အများကင်းဆိုတာတွေရောခွဲခြားလို့ရပါတယ်ရှင် ခောက်ထဲပန်းနောင်းကို A and some many a few several ဒီစာလုံးတွေနဲ့လဲတွဲပြီးတော့သုံးလို့ရပါတယ်ဒီနေရာမှာ a နဲ့ and ဒီ singular အနေကင်းဖြစ်ပြီးတော့ some many a few several တွေကတော့ plural ဆိုတဲ့အများကိန်းတွေဖြစ်ပါတယ်ဒီ how to ban now ကို question အမေးမေးခွန်းလေးတွေထုတ်ချင်တယ်ဆိုရင် how many နဲ့မေးနိုင်ပါတယ်ရှင်ဥပမာအနေနဲ့ဆိုရင် how many books do you have တင်မှာစာအုပ်ဖတ်နှအုပ်ရှိတယ်လေလို့မိတာဖြစ်ပါတယ်ဒီနေရာမှာ books က countable noun ဖြစ်ပါတယ်တအုပ်ချင်းတအုပ်နှစ်အုပ်သုံးအုပ်ဆိုပြီးတော့ရေတွက်လို့ရလို့ဖြစ်ပါတယ်ရှင် how many chairs are there ဒီနေရာမှာထိုင်ကုန်ဘယ်နှခုရှိလဲလို့မိတာဖြစ်ပါတယ် chairs ကလည်းထိုင်ကုန်တစ်ခုနှစ်ခုသုံးခုဆိုပြီးတော့ရေတွက်လို့ရတဲ့အတွက် chairs က countable noun လေးမှာပါပါတယ်ရှင် countable noun တွေနဲ့စာကြောင်းလေးတွေအဖြစ်ပြောမယ်ဆိုရင် I have a dog ကျွန်ုပ်မှာခွေးတစ်ကောင်ရှိတယ်ဒီနေရာမှာ dog ကခေါက်ထဲပဲနောင်ဖြစ်ပါတယ်တစ်ကောင်နှစ်ကောင်သုံးကောင်ဆိုပြီးတော့အ ਨੇ အများလိုက်ရေတွက်လို့ရလို့ဖြစ်ပါတယ်ရှင် I bought two oranges ကျွန်ုပ်ကလေမော်သီးနှလုံးဝယ်ခဲ့တယ်ဒီနေရာမှာလေမော်သီးကတစ်လုံးနှလုံးနဲ့အ ਨੇ အများရေတွက်လို့ရတော့ကြောင်း orange orange သီးခေါက်ထဲပဲနောင်ဖြစ်ပါတယ်ရှင် I saw a bat ကျွန်တော်ငှက်တစ်ကောင်ကို မြင်ခဲ့တယ် ဒီနေရာမှာ bud ဆိုတဲ့နှက်ကလည်း countable noun ဖြစ်ပါတယ်။တက်တကောင်းနှစ်ကောင်းဆိုပြီးတော့ရေးတွက်လို့ရလို့ဖြစ်ပါတယ်ရှင်။